မြန်မာနိုင်ငံမှာဘုံကျဲတိုက်ခိုက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြေကြေပြင်းပြင်းဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗောကာတကနိုမာလာဆယ်ရနေမှာပြောလိုက်ပါတယ်။ပြည်စစ်ဖြစ်ပွားနေတာကြောင့်လာမယ့်ဒီဇင်ဘာလတွေမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေကိုစစ်အုပ်စုကဘယ်လိုကျင်းပနိုင်မလဲဆိုတာကိုကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာအကြီးအကဲကမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗောကာတက တမကောင်းစွာပဲမြန်မာနိုင်ငံရဲ့အခြေအနေဟာမီဒီယာတွေရဲ့အယုံဆိုင်မှုကိုလုံလောက်စွာမရခဲ့ပါဘူးပြည်သူတွေလည်းဒုက္ခရောက်နေကြပါတယ်လို့ဂျနီဗာမှာပြုလုပ်တဲ့တွေးဆောင်မေးမြန်းခန်းမှာ AFP သတင်းဌာနကိုဖြေကြားခဲ့ပါတယ်သူကမြန်မာစစ်တပ်ဟာအတိုက်ခံတွေကိုဖမ်းဆီးတာသတင်းတောက်တွေကိုတပ်ဖြတ်တာအရဲသားတွေကိုပြင်းထန်စွာဘုံကျဲတိုက်ခိုက်တာတွေနဲ့အထူးသဖြင့်ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ရင်းစစ်တွေနဲ့အတူအရက်ဖက်နယ်ပယ်တွေကိုလုံးဝကန့်သက်ထားတယ်လို့လည်းဆိုပါရရှင်